္ဂလာပါဒုတိယ Official Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကငယ်စိုးတည်ဆိုထားတဲ့မမရှိတဲ့နေ့ဆိုတဲ့သချင်းလေးကိုဂီတာကျူလူလေးရေလုပ်ပေးချင်ပါတယ်ဒီသချင်းမှာတော့ chord က GCD E minor ဆိုပြီးတော့၄ chord ပဲပါဝင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဒီသချင်းကိုကျွန်တော်တို့တီးရမယ့်လက်ခက်လေးကတော့ယနေ့ကတီးထားတဲ့ slow coco လက်ခက်လေးဖြစ်ပါတယ်နော် slow coco လက်ခက်ကိုမတီးသေးတဲ့လူတွေအတွက်ပြန်ရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့1 2 3 and 4ရှိရင်နော်အဲ့ဒါကိုပထမတစ်ချက်မှာ1ဆိုရင်ကျွန်တော်တို့ကအပေါ်ကျိုးတွေပဲ၃ကျိုးတီးရမယ်1ပြီးရင် 2ဆိုရင်6ကျိုးလုံးလေးရမယ်2ပြီးရင်3 and a ဆိုရင်6ကျိုးလုံးကိုပေါ်အောက်ပေါ်အောက်လေးရမယ်เนาะ3 3 and a ပြီးရင်4ဆိုရင်လည်းအောက်ထိ6ကျိုးလုံးလေးရမယ်4ဟုတ်ကဲ့အဲ့လိုလေးတောင်းမှာဖြစ်ပါတယ်ဒီတစ်ချက်မှာ hover လေးနဲ့ဒီထားရပါတော့ hover ဆိုတော့ဥပမာ g နဲ့ e minor နဲ့ဆိုရင် g ကိုကျွန်တော်တို့က1 2တီးပြီးတော့ e minor ကိုကြတော့3 and a 4ကိုတီးရမှာဖြစ်ပါတယ်ကျွန်တော်တို့ခေါက်တီးရမယ်เนาะ1 2 3 4 create a flow ဟုတ်ကဲ့အဲ့လိုလေးတော့မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်နဲ့အတူတူငယ်စုရဲ့မမရှိတဲ့နေ့ဆိုတဲ့တခြင်းလေးကိုတီးလိုက်ကြရအောင်เนาะတကယ်လို့မကြားဘူးတဲ့ညီငယ်ညီမငယ်များရှိလို့ရှိရင် YouTube မှာမမရှိတဲ့နေ့ဆိုပြီးရိုက်ရှာပြီးတော့နားထောင်ပေးပါလို့ဟုတ်ကဲ့ 醉。水 ဒီလောက်ပါပဲနားမလည်တာရှိလို့ရှိရင် comment မှာမေးလို့ရပါတယ်ခင်ဗျာ နောက်တစ်ပတ်ကျရင်ကျွန်တော်ကဝမ်ဝမ်ရဲ့ဖြည့်သိမ်းလိုက်ဆိုတဲ့သင်းလေး tutorial လုံးဝမလို့မိတ်ဆွေတို့အနေနဲ့ F chord လေးကိုအတိအကျထားပါလို့ကျွန်တော်အကြိုပြုတော့တောင်းဆိုပါရစေ F chord ကိုင်းလေးကတော့ guitar ခွက်ရဲ့တိခွက်မှာဝမ်ညိုးနဲ့ဒူးချိုးကိုလက်ညိုးနဲ့ဖိမယ်ပြီးတော့ guitar ခွက်ရဲ့နှစ်ခွက်မှာလက်ခလဲနဲ့သတိချိုးကိုဖိမယ်တတိယခွက်ငါးချိုးမှာတော့လက်တကြွယ်နဲ့ဖိမယ်တတိယခွက်လေးချိုးကိုတော့လက်တန်းနဲ့ဖိမယ်နော်အဲ့ဒါဆိုရင်ဒါ F chord ဖြစ်ပါတယ် F chord ဆိုတာတော့အခုမှစသီးမဲ့သူတွေအတွက် အရန်ကိုခက်တက်ကောပေါ့နော်ဒါကြောင့်မလို့ကြိုပြီးတော့ကျင်ထားစေချင်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်တင်ကမ်းတော့မှာပြန်ဆုံတွေ့ကြမယ်နော် thank you ပါ